မင်္ဂလာပါရှင်ဒီနေ့နိုဝင်ဘာ23ရက်နေ့နေ့လယ်ခင်းတိနောက်ဆုံးရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုစစ်ဆေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါ American အစိုးရရန်ရရတ်တမှုကိုအဆုံးသတ်စေမဲ့ရေတိုကူစားရေးဘတ်ဂျက်အစီအမံတရက်ကိုလွှတ်တော်နှစ်ရက်လုံးကမဲခွဲအတည်ပြုပေးလိုက်ပြီးဖြစ်ပါတယ် Washington DC စံတော်ချိန်အရနိုဝင်ဘာ12ရက်နေ့ညပိုင်းမှာအလွှတ်တော်ကအဲ့ဒီရေတိုကူစားရေးအစီအမံကိုမဲခွဲအတည်ပြုခဲ့တာဖြစ်ပါတယ် လွန်ခဲ့တဲ့နှစ်ရက်ကတော့အထက်လွှတ်တော်မဲခွဲမှုမှာအစိုးအောင်မြင်ခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်လွှတ်တော်နှစ်ရက်လုံးကအစိုးကိုလက်ခံပြီးအစိုးရရှတ်ဒေါင်းဖြစ်မှုကိုရပ်တန့်နိုင်တော့မယ့်သဘောပါပဲ။အမေရိကန်မှာအစိုးရအသုံးစရိတ်ညှိနှိုင်းမှုကိစ္စအဆင်မပြေရာကအော်တိုဘာ၁ရက်နေ့ကစပြီးရှတ်ဒေါင်းဖြစ်နေခဲ့တာပါ။အာနာယရီပပ်ဘလစ်ကန်ပါတီနဲ့အတိုက်အခံဒီမိုကရက်တစ်ပါတီတို့ကြောင့်အသုံးစရိတ်မူဝါဒသစ်အတွက်အချင်းချင်းညှိနှိုင်းခဲ့ပေမဲ့မအောင်မြင်ခဲ့ရတာက အမေရိကန်သမိုင်းတလျှောက်အချိန်အကြာဆုံးရှတ်ဒေါင်းကာလကိုဖျက်ဆီးနေရတာဖြစ်ပါတယ်။အခုအခါ Republican တွေကတင်ပြတဲ့ရေတိုကူစားမှု budget အစီအမံကို Democratic Party ဝင်အမတ်တချို့ကအလိုက်လျောလက်ခံပေးခဲ့ခြင်းနဲ့တူလွှတ်တော်မှာမဲခွဲအောင်မြင်ခဲ့ပြီဖြစ်ပေမဲ့လည်း shutdown ကိုအဆုံးသတ်ဖို့တော့နည်းနည်းထပ်ပြီးအချိန်ယူရနိုင်ပါတယ်။အစိုးရ shutdown ဖြစ်နေတဲ့ကာလအတွင်း American Federal အစိုးရရဲ့မရှိမဖြစ်မဟုတ်တဲ့ agency တွေဌာနတွေပိတ်ထားရပြီးဝန်ထမ်းလစာတွေလည်းဆိုင်းငံ့ခံခဲ့ရပါတယ်။ အစိုးရရဲ့အစားနပ်ရိက္ခာထောက်ပံ့မှုကိုမိခိုနေရတဲ့တန်းနဲ့ချီတဲ့အဝင်ငွေနှိပ်ပါတဲ့ American ပြည်သူတွေအတွက်လည်းမရေမရာအခြေအနေတွေရင်ဆိုင်ခဲ့ရပါတယ်။ပြီးတော့လေကြောင်းထိန်းသိမ်းဌာနကဝန်ထမ်းတွေတော်တော်များများကိုလည်းအနာပေးထားရတဲ့အတွက်လေကြောင်းပြေးဆဲမှုလုပ်ငန်းတွေမှာပါအကျပ်အတည်းတွေဖြစ်ပေါ်ခဲ့ပါတယ်။ Republican Party ကအစိုးပြုထားတဲ့ရေတိုကူစားရေးအစီအမံမှာတော့ Democratic Day အပြင်းအထန်တောင်းဆိုနေတဲ့အတိုင်းဝင်ငွေနှဲပါတဲ့ American ပြည်သူတွေအတွက် ကျမရေးဆောက်ရှောက်မှုစရိတ်ကိုဆက်လက်ထောက်ပံ့ပေးထားဖို့သဘောတူထားပါတယ်။အထူးအစီအမံဟာတက်တန်းကုံဆုံးတော်မှာဖြစ်ပြီး Republican Party ကအနာဂတ်အစိုးရအသုံးစရိတ်ထဲမှာဆက်ပြီးထည့်သွင်းမထားချင်တော့ပါဘူး။တစ်ဖက်မှာတော့ Democratic တွေကအဲ့ဒီကျမရေးဆောက်ရှောက်မှုအစီအမံမပါတဲ့ budget အစိုးမှန်သမျှကိုပယ်ချခဲ့တာကြောင့်အစိုးရ budget အသစ်အတွက်အပြေမထွက်နိုင်ပဲ shutdown ဖြစ်သွားခဲ့ရတာပါ။လာနေချီကြောင်မြင့်လာတဲ့ shutdown ကိုအဆုံးသတ်ဖို့နှစ်ဖက်ပါတီကြားဆွေးနွေးသဘောတူထားတဲ့ လက်ရှိအဆိုကတော့2026ဇန်နဝါရီလောက်ကုန်ပိုင်းလောက်ထိပဲရေတိုတက်တန်းဖြစ်မှာပါ။ဒါကြောင့်နောက်ထပ်သုံးတဲ့ဘတ်ဂျက်တွေကိုသဘောတူညီမှုရယူနိုင်အောင်ပါတီတစ်ခုဆက်ပြီးညှိနှိုင်းကြရမှာပါ။ Democratic Party ကတော့ဂျမားရေးဆောက်ရှောက်မှုရန်ပုံငွေတွေဖယ်ရှားပစ်မယ်ဆိုရင်ဘယ်လိုဘတ်ဂျက်အစီအမံတွေကိုမှလက်မခံဘူးလို့အတိအလင်းသတိပေးထားပါတယ်။ဒီတော့အဲ့ဒီကိစ္စညှိနှိုင်းတာမအောင်မြင်ရင်လာမယ့်နှစ်ဆန်းပိုင်းမှာနောက်ထပ် shutdown ဖြစ်လာနိုင်ခြင်းရှိနေသေးပါ။ American သမ္မတ Donald Trump ကတော့ အစိုးရရှတ်ဒေါင်းဖြစ်မှုဟာကျင်းသေးပေါ့ရှောင်လွဲလို့ရခဲ့တဲ့ကိစ္စမျိုးလို့အကြိမ်ကြိမ်ဝေဖန်ခဲ့ဖို့ပါတယ်လွတ်တော်နှစ်ရက်